ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပနားမားမှာလည်းခရစ်တိုနဲ့အခွန်ဆောင်လို့ရတော့မဲ့သတင်းနဲ့အတူမြန်မာရိတ်မပုံနဲ့စောင်းဝင်တော့မဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါရစေ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါရယ်ခင်ဗျာ။ပထမတစ်ပုတ်အနေနဲ့ပနားမားမှာလည်းခရစ်တိုနဲ့အခွန်ဆောင်လို့ရတော့မဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပနားမားမြို့တော်မှာအခွန်အခရိတ်အပါအဝင်အစိုးရစီကငွေပေးချေမှုတွေကိုခရစ်တိုနဲ့ပေးလို့ရနိုင်ဖို့မဲခွဲဆုံးဖြတ်ခဲ့ကြောင်းမြို့တော်ဝင်မေယာမီဇရာချီကကြေညာလာပါရယ်။ ဒါကြောင့်မကြခင်မှာအခွန်အခရေဒဏ်ငွေတွေလက်မှတ်တွေလိုမျိုးအစိုးရကိုပေးချေရမယ့်ငွေကြေးတွေအားလုံးကို BTC, ETH, USDC နဲ့ USDT တို့ကိုအသုံးပြုပြီးပေးချေလို့ရနိုင်မှာဖြစ်ပါတယ်။ပေးချေလိုက်တဲ့ cryptocurrency တွေကို USD အဖြစ်ပြန်ပြောင်းဖို့အတွက်ကိုတော့ပြည်ရင်းဘဏ်တစ်ခုနဲ့ချိန်ဆက်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ပနမာရဲ့ဒီလို crypto payment တွေလက်ခံဖို့အတွက်ဆုံးဖြတ်ချက်က US ရဲ့လွှမ်းမိုးမှုတွေအများကြီးပါဝင်နေပြီး US မှာပြည်내အစိုးရတွေအပါအဝင်စီးပွားရေးလုပ်ငန်းကြီးတွေက crypto ငွေပေးချေမှုတွေလက်ခံလာကြတာကြောင့်လည်းဖြစ်ပါတယ်။ဒါကြောင့် US ရဲ့ crypto ဥပဒေအရွေတွေကဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ US ကိုစံထားတဲ့နိုင်ငံငယ်လေးတွေရဲ့ crypto အပေါ်အမြင်တွေကို အကျိုးသက်ရောက်မှုအများကြီးရှိလာနိုင်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မြန်မာတွင်မပုံနဲ့စောင်းဝင်တော့မဲ့တဲ့ရင်ကိုတက်ဆက်ပေးကြပါတယ်။တရုတ်ဆိုရကရာဇဝမှုတွေကနေတင်းစီရမိထားတဲ့ crypto assets တွေကိုတိတ်တိတ်လေးထုတ်ရောက်နေကြောင်း writer သတင်းဌာနကတင်ပြလာပါတယ်။တရုတ်ဆိုရရှန်ဟန်အခြေစိုက် GIA function လိုမျိုးနည်းပညာလုပ်ငန်းစုကြီးတွေကနေတဆင့်နိုင်ငံခြားဈေးကွက်ကို crypto တွေထုတ်ရောက်ပြီးတော့ CNY နေပြောင်းပြစ်နေကြောင်းသိရပါတယ်။ရှီဂျိုဝိုင်းနဲ့ထိုင်ချိုးမျိုးတွေကနေ2018ခုနှစ်ကနေအခုအချိန်ထိဒေါ်လာ408တန်ဘူး ခရစ်တိုတွေထုတ်ရောင်းခဲ့ပြီးဖြစ်တယ်လို့ဒီလိုမျိုးအစိုးရကခရစ်တိုတွေကူရောင်းပေးတဲ့စီးပွားရေးလုပ်ငန်းတွေလည်းတွင်ကျလာပါတယ်။တရုတ်နိုင်ငံမှာခရစ်တိုကိုဘန်းထားတာကြောင့်တာမန်ပြည်သူတွေကခရစ်တိုကိုတရားဝင်အယောင်းဝယ်လုပ်လို့မရပေမဲ့အစိုးရတွေကခရစ်တိုပိုင်းဆိုင်ရာကူညီပေးတဲ့လုပ်ငန်းတွေကတော့တရားဝင်တာကြောင့်ဒီနယ်ပယ်ကိုဝင်ကျင်သူတွေလည်းအများအပြားရှိနေတာပါ။အခုအချိန်မှာတော့စီချက်ခုနှစ်ရဲ့ရိုက်ခတ်မှုတွေကြောင့်စတော့ဈေးကွက်နဲ့ခရစ်တိုဈေးကွက်ကတနည်းရွှေ တနည်းငွေဖြစ်နေသလိုတရုတ်ရဲ့ CNY တန်ဖိုးကလည်းတရရဲ့ထိုးချနေပြီး စီးပွားရေးမတည်မငြိမ်ဖြစ်နေတာကြောင့်အစိုးရအနေနဲ့ခရစ်ပတိုတွေထုတ်ရောင်းနေပုံရပါတယ်။တစ်ဖက်မှာလည်းမကြခင်ခရစ်ပတိုဝင်တာလာတော့မှဖြစ်ကြောင်း Coinbase Institution တွေကနေသတိပေးမှုတွေရှိနေပါတယ်။ Crypto Assets အများစုရဲ့200 day MA နဲ့ Bitcoin မပါဝင်တဲ့ crypto market cap ကြီးတစ်ခုလုံးကတော့ဒီဇင်ဘာလကစလို့40ရာခိုင်နှုန်းကျော်အထိထိုးချထားတာကြောင့်2022ခုနှစ် April လကအနေအထားမျိုးကိုပြောင်းရောက်နေပြီးဒါကဘယ် market ပြန်လာတော့မယ့်အရေးအယောင်တွေဖြစ်နေပါဗျ။ အထူးသဖြင့်2025ခုနှစ်နှစ်လယ်ပိုင်းလောက်မှာအတော်လေးရုန်းကန်ရနိုင်ပေမဲ့2025နှစ်ကုန်ပိုင်းလောက်မှာတော့အခြေအနေပြန်ကောင်းမှုလမ်းစာတွေဖြစ်လာနိုင်ကြောင်းလည်းဆိုထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်အောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လောက်တိုင်းမှာ fee discount ပြန်ရမယ်အခုကိုကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြဲကြပါစေခင်ဗျာ